လာစုပ်ပခက်ရဲ့မောင်မိုက်လွန်းတဲ့ညတညာမြည်သူမြေဝါလို့တဲကွဲစွာမသိနိုင်တဲ့လူသား၃ဦးတို့ဟာအမောင်တို့ကိုအန်တူရင်းနဲ့တောဆက်နီဝက်ချန်နဘေကိုမျက်စိလေကတဲတစိရောက်ရှိလာခဲ့ကြပါတယ်။အဲဒီ၃ယောက်ဟာလူသူ၄ပါးတို့နဲ့တက်တဲ့တိုးလီမလားဆိုတဲ့စိုးရင်စိတ်ကြီးစွာနဲ့လူသွားလန်းတို့ကိုကြွေးရှောင်ကဒီနေရာကိုကတုတ်ကြိုက်နဲ့ရောက်လာခြင်းဖြစ်ပါတယ်။သူတို့ရောက်တဲ့ကတူဟာတစုံတစ်ခုကိုဂယုတစိုက်နဲ့ပွေလာခဲ့တာပါနောက်တူမှာတော့ပေါက်ပြားတက်လက်ကိုကင်ပြီးတော့ပထမတူနောက်ကိုစကားမဆိုတာပဲနဲ့တိတ်တဆိတ်ပင်လိုက်ပါလာခဲ့ပါတယ် တတိယလိုက်လာသူတူကတော့ plastic အိတ်အမဲနဲ့ထုတ်ပိုးဝတ်တူထားတဲ့ပျော်စစ်စစ်ချွဲပြပြအရာတွေရွှန်ရှာဆက်စုပ်ဟန်နဲ့မျက်နှာကိုရှုပ်မဲ့ရင်ကင်ဆွဲလာခဲ့ပါတယ်။ကျန်တဲ့လက်တစ်ဖက်ကလည်းသူ့ရဲ့နှာခေါင်းကိုပိတ်ကအမောင်တူအောက်ကလေတူးကိုပဲမရှူဝုန်းဝုန်းရှူဝုန်းဝုန်းနဲ့တဆက်မြပဲရှိုက်ရင်ရှစ်တူရှူကိုဆက်လျှောက်နေပါတယ်။ကဲဒီနေရာမှာပဲမြုပ်လိုက်လို့ရှိရင်ကောင်းမယ်။ညင်လဲနဲ့လာပြီ။ငါတို့ဝေဝေးလဲသွားလို့အဆင်မပြေတော့။တစုံတရာကိုပွေ့ယူလာသူပထမတစ်ယောက်ကတိတ်ဆိတ်ငြိမ်ချက်သားကောင်းလာတဲ့ညင်ရံကိုထွင်းဖောက်ပြီးတော့အဖော်ကြီးတဲ့စကားစံတဲ့တဲ့နဲ့တူတူလေးဆိုလာခဲ့ပါတယ်။ ။အိုးမြုပ်တာတော့မြုပ်ရမှာပဲပေါ့။ဘာလေးလဲသိရအောင်အနီးတုပ်လေးကိုလည်းဖြွင့်ကြည့်အောင်မှာ။ပေါတူးကိုင်လာသူဒုတိယမိန်းမကမိန်းမသားပြပြဆက်စုလိုက်တာနဲ့ပထမမိန်းမကပွေ့ယူလာတဲ့အနီးတုပ်ကိုအလောတကြီးဖြည့်ကြည့်လိုက်ပါတယ်။ဟဲရွှေပန်းလေးငေါက်တောက်နဲ့ယောက်ျားလေးတော့ဖြူဖြူပွေးပွေးရေစင်းကားလိုချစ်စရာလေးဟဲ့။ငါနဲ့နှမျောလိုက်ပါပြီကွယ်။အခုမှအမိဝမ်းနဲ့ပြုတ်ခနဲထွက်လာပြီးတော့လူလောကထဲမှာနိုင်ပိုင်းလောက်တော့အသက်ရှင်ဝင်မရရှာတဲ့ကလေးလေးရဲ့ကြီးတော့တနာလိုက်တာကွယ်။မှန်စမ်းအသက်ငွေငွေမှရှိပါသေးရဲ့လား။ ကျင်နာတဲ့ပုံရတဲ့ဒုတိယမိန်းမကပထမမိန်းမပွေ့ချီထားတဲ့လက်ပေါ်ကကလေးကိုငုံကြည့်ပြီးတော့နှမျောတသက်ယူညုံးမရစွာနဲ့မျက်ရည်စီးကြလျက်ရှိပါတယ်။ကဲမိသေးပြူရဲ့အခုမှလွမ်းတယ်မင်းနဲ့ဒါကငါတို့အလုပ်မဟုတ်ဘူး။သူ့ဘာသူအသက်ရှိရှိမရှိရှိဒုနဲ့မဆိုင်တော့ဘူးလေ။တို့ရဲ့ဘဝဘေးတာဝန်ကိုပါဒီညဒီကလေးကိုအစားဖြောက်ပြုတ်ဖို့ပဲမဟုတ်ဘူးလား။ဟမ်ဟမ်။နေမွေးစားဖို့တော့လုံးဝစိတ်မကူလိုက်နဲ့။ဒီကလေးအသက်ရှင်နေတာသိတဲ့တနေ့ဒုတူရလုံးမိုးမိလောင်မိတာမှတ်ဟဲ။ကဲကဲအကျိန်နင့်ထုတ်လဲပေး။တဲပြူပေါက်ပြားနဲ့တွင်းနဲ့နဲ့ဒူးနော်။အချိန်မရှိဘူး။ အကျေနင်းထုတ်ထဲကကလေးချင်းကတခါလေးရောမြုံလဲကြလာအလင်းစလိုအမိန်ပေးနေတဲ့ပထမမိမဖြစ်သူဟာထိုသုံးယောက်ထဲမှာခေါင်းဆောင်ဖြစ်ပုံရပါတယ်သူမိန်ပေးတဲ့အတိုင်းသဲပြူဟာအထွတ်မတက်ရဲတော့ပဲနဲ့အသင့်ပါလာတဲ့ပေါက်တူးနဲ့လူသွားလန်းတဲ့ဘေး၄၅၆တောင်လောက်အကွာမှာရှိတဲ့ခြုံမုတ်ဆက်ဆက်မှာတပေခွဲနဲ့လောက်တွင်းတဲ့တွင်းကိုတွတ်တွတ်ကလေးတူးလိုက်ပါတယ်လူကြီးတဲ့ချိန်မလို့သဲပြူဟာပေါက်ပြားကိုရဲရဲတင်းတင်းအတန်ကြဲကြဲမတူးဝမ်းနဲ့ခတ်အောင်သာတစစတူးနေရပါတယ် လာမညာဖြစ်ပြီးတော့ဟိုမိမ၃ရက်လှုပ်ရှားနေပုံကိုရုတ်တရက်မြင်လိုက်သူရှိပါကဖုတ်၃កောင်လောင်းဖော်စားနေတယ်လို့ပဲထင်လောက်ပါတယ်မတူကွဲပြားတဲ့အချက်ကတော့ဖုတ်កောင်တို့ကလူသေးလောင်းတွေကိုဖော်ယူစားတော့ကြပြီးတော့ အခုမြို့သမီး၃ယောက်ကတော့လူသေးမြုပ်ချင်းတာကွာချပါလိမ့်မယ်လူသူမမြင်ခံဝန်းနဲ့အဲ့ဒီမိမ၃ဦးကအနီးတို့တွေကမွေးကင်းစက်ကလေးမိခင်ဝမ်းကြတိုက်ဝဲထုတ်ပိုးကာရန်ကအာဟာရဆက်ပေးရှာတဲ့၎င်းရဲ့အချင်းနဲ့တူခွေးသေးကောင်ပို့လို့တော့တတ်မှုမထားနိုင်ပဲလူမဆန်စွာအရှင်လက်လက်မြုံနယ်လိုက်ကြပါတော့တယ်။အိုးလာချင်းမကောင်းရှာတဲ့အတောင်၂၀ဝတ်မင်းယောက်ျားအလောင်းလျာတူလူပုံလောကတဲ့နိုင်ပိုင်းတွင်ရောက်လာပြီးကမှမိနစ်ပိုင်းတွင်မှပဲလူလောကကြီးတွေကအပြီးအပိုင်းထွက်ခွာသွားရပါပြီကလေးရဲ့ ဒုတိယမိမဖြစ်တဲ့နန်းသေးပြူကယွန်ကျိုးမရနဲ့ခတ်တူးတူးလေးရေရွရင်သူ့ပားပြေမော်ကမျက်ရည်တွေကစီတာမရအောင်စီးကြလာပြန်ပါတယ်။ကဲမိမတို့ရေညီတို့အားလုံးဒီကိစ္စကိုနှုတ်လုံးမှဖြစ်မယ်နော်။ဒီကိစ္စအတွက်ငါတို့ပေးထားတဲ့အသက်ပြာမတ်လောက်စရာပဲမဟုတ်လား။ဒီတော့ဒုတို့တွေတက်တက်လုံးတစ္ဆာရှိရှိနဲ့လိုဝတ်ထားကြရင်မကောင်းဘူးလား။မိမ၃ယောက်တည်းကခေါင်းဆောင်ဖြစ်ရန်တူတူနန်းငွေကြီးကကလေးအလောင်းကိုအရှင်လက်လက်မြေဖို့ရင်းနဲ့တွတွဆဆနဲ့ပြောနေပါတယ်။ဟုတ်တယ်ဟုတ်တယ်။လူမသိသူမသိ။အိုးဘယ်သူမှမသိလိုက်တဲ့ဒီကိစ္စအတွက်တို့နှုတ်လုံးမှဖြစ်မယ်။ မဟုတ်လို့ရှိရင်နန်းခမ်းဝါလေးတနာပါတယ်သူခမရလင်ကောင်မပေါ်ပဲကလေးမွေးလေးရလို့ဒုတိယလုံးရဲ့ဇရွေးခွက်ထဲမှာပက်လက်မျောရှာရလိမ့်မယ်ဒူရီယာကိုဘာထုသေးလဲဒါတိတ်တိတ်စိတ်လူသက်မှုပဲဒူရီလည်းကြံ့ရပါဖြစ်သွားပြီအဲ့ဒီ၃ယောက်ထဲကအတနာတက်ဆုံးနန်းသေးဖြူကဖိုးလက်ဆကလေးလောင်းကအနီးပိတ်ကိုတေချာစွာဖုံးဖိပြီးနန်းရွှေကြစကားပေါ်စိတ်မသက်သာစွာနဲ့ထောက်ခံလိုက်ရပါတယ်တတိယမိမဖြစ်သူနန်းကျိန်ကတော့အချင်းထဲတဲ့အိတ်ကိုကလေးလောင်းပေးဝယ်ညင်သာစွာခြာပေးလိုက်ပါတယ်ဖြစ်ချင်တော့အဲ့ဒီမိမ၃ယောက်ကလေးလောင်းကိုမြုပ်နှံနေတဲ့နေရာဟာအယုဆိုသူဝက်တိုးမွေးတဲ့ ဝက်ချန်ရဲ့မလမ်းမကမ်းမှာဖြစ်တဲ့အကြောင်းကိုမိမတို့ရောက်ခပြမသိသွားရှာကြပါဘူး။အဲဒီချိန်မှာပဲဖြစ်ပုံကတော့တားနံရေးတားညီနံရတဲ့အဲဒီဝက်တိုးဝက်တောင်းကြီးဟာနှာခေါင်းကိုရှုံညီပွားကြည့်လို့ရင်ရှစ်လက်နှစ်ဘက်ကိုခဏခဏနဲ့စောက်ထားတဲ့ဝက်ချန်ရဲ့လက်ရမ်းပေါ်ထောက်ကအညီနဲ့ရတဲ့နေရာကိုခေါင်းထောင်ကြည့်လိုက်ပါတယ်။ပြီးရင်တော့ဆူရလာတဲ့မျက်လုံးစုံကိုအာကုန်ဖွေနေဝက်ချန်ပေါ်မှာဂမိုးရှူရဝုန်းနဲ့ဆိုပြီးခုံချလိုက်ပါတယ်။အမလီတော်ဘာတန်ကြီးလေဟာဝက်လိုလိုခွေးလိုလိုခါရရှိနေမဲမဲအကောင်ကြီးဟာဟမ်အဲ့ဒါတရေလားမသိဘူးပြေးကြပြေးကြမြေမြပြေးကြလေပြေးကြ ခိုးကြောင့်ခိုးဝက်နဲ့လူမင်းမခံဝင်နဲ့အဲ့ဒီမိမသုံးဦးတို့ကဝက်သိုးကြီးကိုတရေတကောင်အမှတ်နဲ့ပေါလစပေါက်ပြားကိုတော့မယူနိုင်တော့ဘဲနဲ့ဥရဖရတကြိုးတည်းပြေးကြပါတယ်လူမသိသူမသိလို့သာအဲ့ဒီမိမသုံးဦးရဲ့စိတ်မှာအပိုင်တွတ်ထားကြပဲမလဲအဲ့ဒီလူသက်အလောင်းဖြောင်းမှုကိုမျက်ဝါးထင်နေမျက်မြင်ဒိတ်တာလိုက်ချောင်းနေသူတူတော့ရှိနေပါတယ်ထို့သူကတော့အိုက်ယုဖြစ်ပါတယ်ညင်ဦးရန်ကတောက်ထားတဲ့ရှမ်းတရုတ်ရဲ့ရှင်ပြေးပြီးတော့တရေနိုးလာခဲ့တာပါတီရိုတီရိုနဲ့တပတ်မှုလုပ်နေတဲ့မိမတွေရဲ့စကားပြောတဲ့တက်တဲ့ကိုကြားလိုက်ရတဲ့အတွက် မတိမတာပိန်းတဲ့ပင်ကိုအကာအကွယ်ယူပြီးတော့အတန်လာရဘက်ကိုချောင်းကြည့်လိုက်ပါတယ်။သူကအမောင်တို့အောက်ဝဲလှုပ်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 နဲ့ခိုးကြောင်ခိုးဝဲတူးဆွနေတဲ့မိမ၃ယောက်ကိုငမုတ်ဖမ်းထားတဲ့ဤကျဉ်ကျဉ်လက်ရောင်တစွန်းတစအောင်မှာဘွားကနေဆိုမြင်လိုက်ရပါတယ်။ဟမ်ဒီကောင်မတွေဘာလုပ်နေကြပါလဲ။ငါချက်နဲ့မှအိမ်မက်ရရွှေတူးဖို့လာကြရမှာ။အိုးဒါလည်းမဟုတ်တော့ပါဘူး။ဒင်းတို့စကားထဲမှာနန်းခမ်းဝါဆိုတာတွေရလင်းကောင်မပေါ်ပဲကလေးမွေးတာတွေရအိုးစုံနေရပဲ။အမ်အေဂါနာမွေးကင်းစားကလေးလောင်းကိုတိတ်တဆိတ်နဲ့လာမြုပ်တာပဲဖြစ်ရမယ်။အဲယိုဟာသူ့ရဲ့ရင်ထဲမှာလက်ခဲတဲလေးဖြစ်နေတဲ့ အရိဖြစ်ရပေါ်မှာအတွေးဖြန့်ကျက်နေပါတယ်ညာဦးပိုင်းကမိဝဲထားတဲ့ရက်နဲ့ရောတောက်ထားတဲ့ရေတုတို့ကတကိုးပြလာခဲ့ပြီးထင်ပါတယ်အဲ့ယူဟာမဟာတရားစီးသွားကျင်တာနဲ့ပိန်းထဲပင်အောင်စောင့်ရှောက်ထားရင်းနဲ့အပေါ်သွားလိုက်ပါတယ်အဲ့အချိန်မှာပဲအဲ့ယူမွေးထားတဲ့ဝက်တူကချံမဝက်ခုံစင်၎င်းနဲ့ကွက်တီကိုတိုးပါလေရောအဲ့ယူဟာမဟာတရားစီးသွားကျင်တာနဲ့ပိန်းထဲပင်အောင်မှစောင့်ရှောက်ထားရင်းနဲ့အပေါ်သွားလိုက်ပါတယ်အဲ့အချိန်မှာပဲအဲ့ယူမွေးထားတဲ့ဝက်တူကဝက်ချံမောကနဲ့ခုံစင်၎င်းနဲ့တက်တဲ့ကိုတိုးပါတယ်တလက်စထဲမှာပဲဝက်တူကိုတရေလို့ထင်နေတဲ့မိမ့်မတုံးလို့ရဲ့အပြေး အဖြစ်ပြက်သုံးခုကအကြောင်းသုံးပါတိုက်ဆိုင်စွာတစ်ချိန်တည်းမှာပဲထန်းသီးကြွေကကြီးနေကြဆိုသလိုဖြစ်သွားခဲ့ပါတယ်။အဲဒီအချင်းရကိုမြင်လေရတဲ့ IU ရဲ့ခေါင်းထဲကိုအသိဉာဏ်တစ်ခုကလင်းကနေလင်းကနေဆိုတိုးဝင်လာခဲ့ပါတယ်။သူမြင်လေရတာကတော့ဝက်သိုးကြီးကအညီနဲ့ရှိရာဝက်ကောင်းကိုထိုးပြီးတော့အချိန်အဟုန်နဲ့ပြေးသွားပြီးလျင်တော့ဖိုးလက်ဆအညီတွင်းကိုခေါင်းနှစ်ခါထိုးဖွားနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ IU ကစိတ်ကူးတဲ့အကြံပေါ်လာတာနဲ့သူနေတဲ့တဲစုံငယ်တွင်းကိုခေါင်းကိုဝင်ကတမြန်မနေ့ကမှစပါးတို့ပြောင်းလို့တွင်ရန်ပွဲစားတူလက်ဆောင်အဖြစ်ပေးထားတယ်။ အပြော်တိုင်းကင်မရာလေးကိုအစော့တလင်ထုတ်ယူလာခဲ့လိုက်ပါတယ်ပြီးရင်တော့ဝက်သွေးကြီး2ဆစားတောက်နေတဲ့နေရာကိုသွားကလျက်တစ်ပြက်ဓာတ်ပုံနဲ့တစ်ဖက်ဖက်နဲ့ရက်လိုက်ပါတော့တယ်ဝက်သွေးကြီးကမသိမရှင်းကလေးငယ်ရဲ့ခြေတော်နှစ်ချောင်းကိုမင်းရေရှက်ရေတကြွကြွနဲ့ကြိုက်ဝါနေပါတယ်ကလေးရဲ့ခေါင်းမှာလည်းအရာမယွင်းသေးတဲ့ကြောင့်အိုက်ယိုဖို့ကန်ကောင်းသွားပါတယ်အိုက်ယိုကဝက်သွေးကြီးနဲ့ဦးကောင်းပါကလေးလောင်းပုံတို့ကို၄၅၆ပုံလောက်စိတ်တိုင်းကြအမိရရဲယူလိုက်ပါတယ်ကင်မရာရဲ့ချက်မှာတစ်ဖက်ဖက်နဲ့ထွက်လာတဲ့လျက်စစ်မီးရောင်ကြောင့်ဝက်သွေးကြီးဟာမွေးကစားကလေးလောင်းကိုစားနေရတာကနေအိုက်ယိုထံကို မီးဝင်းဝင်းတောက်နေတဲ့မျက်ထောင်နေကြီးနဲ့မော့ကြည့်လိုက်ပါတယ်ဝက်သူကြီးကကလေးလောင်းကိုအငမ်းမရစားနေရင်ကနေမကောင်းဆိုးဝါးပုကတ်ကအပမီနေသည့်လားသူ့တခင်အယုတ်ကိုပင်သူ့ရဲ့မျက်စိထဲမှာတခင်လုံးမမြင်နိုင်တော့ပါဘူးနှာတရှူးရှူးမှုတ်ရင်လည်းဂမိုးရှူးလို့ပြေးလိုက်ပါတော့တယ် အိုက်ယိုမှာကန်ဒီဘေ၍အသက်ဘေးကနေလွတ်ယုံကလေးလွတ်ခဲ့ရပါတယ်။ဝက်တိုးကလည်းလိုက်အိုက်ယိုကလည်းနီးစက်ရစိတ်မမ်းမချုံတဲ့ကိုဒိုင်မြင်ထိုးဝင်ဒေါသကိုယ်ရရှံဝင်နေတဲ့ဝက်တိုးကြီးဟာရှစ်တူရှူမှာရှိတဲ့ပိန်းနေပင်ကြီးနဲ့ဝင်ဆောင်ပြီးတော့ဝက်တိုးကလည်းအိုက်ယိုကလည်းနီးရစိတ်နှပန်ချုံတဲ့ကိုဒိုင်မြင်ထိုးဝင်ဒေါသကိုယ်ရရှံဝင်နေတဲ့ဝက်တိုးကြီးဟာရှစ်တူရှူမှာရှိတဲ့ပိန်းနေပင်နဲ့ဝင်ဆောင်ပြီးတော့ရိုင်ထိုးသွားပါတော့တယ်။အဲဒီတည်ရင်ကအခြေအနေပေါ်ကိုအခွင့်ကောင်းယူပြီးတော့အိုက်ယိုဟာမိမိတဲဘော်ကိုအစောတလင်ပြည့်တက်ပြီးလျင်တကားချက်ကိုထိုးလိုက်ပါတယ်။ ဝတ်သူကြီးကတော့စိတ်နဲ့ကိုယ်နဲ့မကတ်တော့ပါဘူးခြေဥတဲရကိုဆွပြေးနေပါတော့တယ်အချင်းနေငိန်သက်လေမှာအဲ့ယူဟာစောစောတုန်းကအဖြစ်ပြက်တွေပေါ့ကိုစမြုပ်ပြန်တွေးရင်အကျင့်နဲ့ကြီးကျင့်နဲ့နေမိပါတယ်မာနတကုန်နေမိုးထီတက်နေတဲ့နန်းခမ်းဝါကြီးမင်းအတွက်နိုင်ွက်ရပြီဆိုတော့တနေ့မင်းငါ့ခြေပေါ်ကအောက်ကိုရောက်ရတော့မှာပါကွာဟမ်အဲ့ယူဟာကိုတွင်းနဲ့ကိုကျင့်နဲ့မဆုံးဖြစ်ကကောက်ကြည့်ပြုံပြောရင်းနဲ့တဟားဟားနဲ့ရှိနေပါတော့တယ် ပြီးတော့မှပဲအဲ့ရဘေးမှာအသင့်ရှိနေတဲ့တောက်လက်ဆာရှန်တေယုတ်မီရော့ရဲ့ပလင်ကိုမော့ချလိုက်ပါတယ်ဟဲ့ကောင်မကြီးတကားမြက်မြက်ဖွင့်စံမှာဒိုးနောက်ကတရေကောင်ကြီးလိုက်လာပြီဟဲ့ညီတို့တွေကတော့ဖေမူရောင်းထောင်ပြီးတော့ကလသေးကလမောအိတ်နေကြဒိုးများမှာတော့ဘလောက်တော်မဟာရယာဒုက္ခများခဲ့ရလဲဆိုတာလဲမေးစက်မောင်ကောင်မတို့ရဲ့ထမိန်မနိုင်ပဝါမနိုင်ခွေးပြေဝက်ပြေပြေးလာကြတဲ့အဲ့ဒီမိမတ်၃ယောက်ထဲကပါဇက်ပေါက်စိုးစိုးနဲ့ပထမမိမကဟောရဲဆိုင်နေတဲ့ကြားကပဲပြောလိုက်ပါတယ်သူတို့၃ဦးကဝတ်တိုးကြီးကိုတရေလို့ထင်မှတ်ပြီးကြတဲ့ကမနာတဲ့ပြေးချလာခြင်းဖြစ်ပါတယ် အိမ်ရှိရောက်တော့မီးရောင်မြင်တာနဲ့ပဲအပူပဲမရှိအိတ်နေကြပါလားဆိုတဲ့အထင်ရောက်သွားခဲ့ပါတယ်အဲဒီအတွက်ကြောင့်လဲထိုမိမတို့ရဲ့ဒေါသကိုပါပြောက်ထားသေးလားပောက်ကွဲကုန်ပါတယ်အိမ်ရှင်ဖြစ်သူအိုက်ကျော်နဲ့သူ့ရဲ့မိမအီလာတို့ဟာအတန်ကြားတာနဲ့အိမ်ရှိဝါဒကားမကြီးကိုအတန်မမြင်အောင်ဖွင့်ပေးလိုက်ပါတယ်မမဟုတ်ပါဘူးအမတို့ရဲ့ကျမတို့လည်းမီးထိုးနှားလို့ရှိရင်လူသိမှဆိုတာနဲ့အမောင်ချပြီးတော့ပီနန်းတို့မိပဲစောင့်နေကြတာပါဒါနဲ့ကလေးကဘာလေးလဲအေးအခုမှတော့ဘာလေးပဲမှုမှုမသိကျင်ကြပါနဲ့တော့ဟဲ့ဇလန်ပြီးပြီပဲ ဘယ်သူမှလည်းမမြင်ဘူးအေးအေးဆေးပဲမြုပ်ခဲ့ပါတယ်ဒါနဲ့နှစ်သမီးရောဘယ်နဲ့နေသေးလဲနေကောင်းရဲ့လားအဲ့ဒီမျိုးသမီးကအမောမပြေသေးတဲ့နွားဟိုက်ဟိုက်လေးတန်နဲ့ပျော့ပျော့မင်းမီလုံနေပါတယ်အေးသမီးကကလေးမွေးလေးရလို့ဩဟိုကလေးဖြတ်ချလေးရလို့ဘိုက်တွေဆက်ပြင်းပြင်းနဲ့နားရယ်ဆိုပြီးတော့အိတ်နေလေရဲ့မိခင်ဖြစ်သူအီလာကထိုသုံးယောက်ကိုအင်ရှိအလေကောင်မှာရှန်ဒလီယာဖိုထားတဲ့မီးဖို့ရှိရာကိုခေါ်ဆောင်လာရင်ပြော့ပြလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မီးဖို့ထက်ကကြက်ခိုးစင်ပေါ်မှာတင်ထားတဲ့လက်ဖက်ချောက်ဘူးကိုလမ်းယူလိုက်ပြီးတော့တယ်လက်စာမြေရင်နှွေးကြရုပ်တဲ့ကိုလက်ဖက်ချောက်တစ်စုပ်ခတ်ထည့်လိုက်ပါတယ်ကဲကဲပြီးနန်းတော့ ရင်နွေးကျန်းတောက်ကြရင်လည်းအားယူလိုက်ကြအောင်ဒါနဲ့ကိစ္စဝိစ္စတွေအအောင်မြင်မြင်နဲ့ပြီးခဲ့တယ်မဟုတ်လားဤလမေကိုရင်နွေးကျန်းပူပူမုတ်တောက်နေတဲ့နန်းသေးဖြူကအမြန်ပြက်ဖြေလိုက်ပါတယ်อืมပြီးခဲ့တယ်လို့ပဲဆိုရမလားဤလရဲ့အဲဒါမဲ့ဟိုကလေးလောင်းကိုမြေဖို့နေတော့မှာပဲဝက်လို့လို့တရဲလို့လို့အကောင်နဲ့တန်းတို့လို့မာရီယာပြေးပေါမခဲ့ရတယ်ဟဲ့ဟမ်ဒါဆိုရင်အပိတိမမြုပ်လိုက်ရဘူးပေါ့ကဲဘယ်လိုလုပ်ကြမလဲကျမတမီးကအပြိုပိုက်မလို့ဘိုက်ကတိတ်မပေါ်ပဲမဲ့တချို့ကမတင်ငါတလို့နဲ့မေးကြမြန်ကြဆက်စုကြသေးတယ် ကျမကတော့တမိရေပြင်းဆွဲနေလို့ဆိုပြီးတော့တော်ကြီးရော်ကြီးလိန်ထားရတယ်တော့အခုလိုမျိုးကလေးလောင်းတွေ့များတွေ့သွားလို့ကတော့ဒုက္ခဒုက္ခမိကိုကြွက်လျှောက်လိုက်လာမှဖြစ်ကဲဤလာရဲ့ဒီလောက်လဲစိတ်ပူမနေစမ်းပါနဲ့ငါတို့တွေရင်ကုန်နှုတ်ပိတ်နေသည်တွေ့ရလုံးကခွေးတကောင်ကြောင်တမိမှတိမှမဟုတ်ပါဘူးတစ်ချိန်လုံးညင်နေပြီးတော့နားထောင်နေတဲ့နန်းကျင်ကဤလာကိုနှစ်သိမ့်စကားဆိုလိုက်ပါတယ်တကယ်တော့ဤလာတို့ရွာကလေးကရှမ်းပြည်နယ်တောင်ပိုင်းရဲ့တောခတ်ကြကြရွာကလေးပင်ဖြစ်ပါတယ်လူကြီးရောက်ပေါက်နေတဲ့တောင်ကြီးရွာဆိုလဲမမပါဘူးတစ်ချိန်ကကြားစိုးတွေကျက်စားတဲ့ရွာဖြစ်ခဲ့တာကြောင့်လွိုင်းစီ ကြားတောင်ရွာဆိုပြီးတော့အမည်မဲ့ခဲ့ကြပါတယ်ဇလန်းဆာအထိုးချင်းကလွိုက်စေရွာတကြီးသားဆိုင်းဆန်ဖားနဲ့အီလာရဲ့သမီးနန်းခမ်းဝါတို့ဟာလူငယ်ချင်းချစ်ချိုးတွယ်မိရာကနန်းခမ်းဝါမှာမဖုံးနိုင်မဖိနိုင်နဲ့ကိုလေးလက်ဝန်ရှိတဲ့ကြောင့်မိဘနှစ်ပါးမှာတိလိုက်ရပါတယ်တိတိချင်းမှာပဲအိုက်ကျော်နဲ့အီလာတို့ဟာခြေတလုံးဖတ်မတတ်သူ့သမီးအချက်ကိုငဲကွက်တတ်နေနဲ့လူငယ်တို့ချစ်ချင်းကိုမခွဲဖို့တောင်းမှန်တိုးရှိုးလိုက်ကြပါတယ်ဂုံရင်မတူတဲ့အချစ်ဇလန်များတိုင်းတကြီးလုံးဆန်တိမာဟာတားဖြစ်သူရဲ့အချစ်ဇလန်ကိုကြကြချင်းရာဇမန်ရှပါတယ် ဒီအနှုတ်ဆုပ်ဂုတ်ဆုပ်မိသားစုတွေနဲ့ငါရဲ့သားကိုလုံးဝမပတ်သက်စေရအောင်ဒင်းတို့သမီးနဲ့လည်းလုံးဝမပေးစားနိုင်အောင်အဲလိုနဲ့ပဲတကြီးလုံးဆန်တီမှာတားဖြစ်သူကိုတစ်ချက်လို့အမိတ်ရာဇသံပေးပြီးတော့မကြခင်မှာပဲစိုင်းနွန်ဖာကိုနွားနို့ရောင်းတဲ့အဖွဲနဲ့ယူရီးယားဘက်ကိုအပုတ်လွတ်လိုက်ပါတယ်စင်ကြီးစားရစိတ်မခံတာဆိုသည့်နဲ့တကြီးကအလွယ်ကလေးခွဲလိုက်ပေမဲ့နာခံဝခမရမှာတော့အပြိုလိုမနေမိပါလို့ကိုကြီးတယ်လေးဆိုသလိုအပြိုရေဆုံးရှုံးကဘိုက်တလုံးသာဖတ်တင်ခဲ့ရပါတယ် အယိုဟာညာကတောက်ထားတဲ့အရက်ရှင်ကြောင့်မနဲ့အိယာထားနောက်ကျပါရယ်ညာကဖြစ်ဖြစ်ခဲ့တဲ့ဖြစ်ဖြစ်တွေကိုပြန်တွေးကြည့်လိုက်တော့မိမိလှုပ်ခဲ့တဲ့လှုပ်ရပေါ်စိတ်နဲ့မဆုံးဖြစ်နေပါရယ်อืมနတ်ခန့်ဝါနတ်ခန့်ဝါနေရဒိုးရွာမှာအချောဆုံးအလှဆုံးဒိုးရှမ်းရှင်လောင်းဘွဲမှာကွန်းတော်ကင်နေရတော့မာနာတွေကမိုးထိုးဘဝင်းနေလေဟက်ပြီးတော့ငါဆိုတဲ့ကောင် ဖုတ်လေတဲ့ငပီရှိတယ်လို့တော့မထင်ဘူးငါမှာတော့နင့်ကိုချစ်လိုက်ရဖူးဖူးမှုတ်ထားလိုက်ရတာနင်းအတွက်ဆိုငါအသက်ကိုတောင်ပေးဖို့ဝင်မလေးခင်နင်းတကြီးသားဆန်ဖားနဲ့ကြိုက်နေရလဲငါသိတယ်ဘာပဲဖြစ်ဖြစ်ကွာ နင်းုံသာရမယ်ဆိုရင်နင်းဘေဘွားရောက်ရောက်ငါရယူမယ်အဲ့ယိုဟာတကူတဲ့ရေယူရင်လည်းလွန်ခဲ့တဲ့နှစ်ကရှမ်းရှင်လောင်ဘွဲအဖြစ်ကိုပြန်တွေးမိပါတယ်အဲ့ဒီတော့ငါရှမ်းရှင်လောင်ဘွဲမှာတော့ तू ကရှင်လောင်ထိန်နန်းခမ်းဝါကကွန်းတော်ကိုင်မော်တညမှာတော့ရှင်လောင်တဲ့နောက်ပဲမီးမေမေလာရေးရေးအောင်မှာနှစ်ယောက်သားအမတ်မထင်စုံမိကြပါတယ်အနည်းနည်းလာလာကချစ်သမျှတွေကိုတင်းစီမျိုးတိတ်ထားရတဲ့အဲ့ယိုဟာအခွင့်ရေရုံရကိုင်းနန်းခမ်းဝါကိုမဆိုင်မတော့ရင်ဖွင့်ချစ်စကားဆိုပါလေတော့တယ်ခမ်းဝါနင်းကိုပြောမယ်ပြောမယ်နဲ့ ဒီပါဇက်ကပြောမထွက်ခဲ့ဘူးဟာအခုတော့မရေတည့်ရနဲ့ပဲပြောပြောပြစင်နော်ငါလေးနင့်ကိုရမ်းချစ်တယ်ဟာရှင်လောင်းတဲရဲ့နောက်ပဲရာဝင်စင်ဦးတဲကရေကိုမြေကြီးတကောင်းနဲ့ထက်နေတဲ့နန်းခမ်းဝါကိုဒူရုတော်တော်ပြောချလိုက်ပါတယ်နန်းခမ်းဝါကလည်းအိုက်ယုစကားပေါ်အလေးမထားဂယုမဆိုင်တယ်လို့နဲ့အော်မဲအိုက်ယုဒီလိုစကားမျိုးနင်မလို့ပြောထွက်တယ်နင်းမျက်နှာနဲ့မှန်တယ်လဲပြန်ကြည့်မိသေးရဲ့လားအမဲယိုးနဲ့ဟင်းအိုးမှအာမနာလိုက်တာဟဲ့ကဲငါနင့်ကိုနောက်ဆုံးစကားကုန်ကုန်ပြောမယ်နင့်အသေးထဲမှာမြင်းမြတ်တာမှတ်ထားလိုက်တော့နင့်ကိုလေ ဘဲချောင်းဘဲချားမှမမညက်ဘူးသိရလားဖီးယွန်လိုက်တာဟဲ့နှကန်းဝရဲ့နှုတ်ကမထင်မှတ်ပဲနဲ့အယုဒ္ဓအနတ္တရုံညံ့ရိုင်းပြလာတဲ့မကြောက်မမနာတာတဲ့ဇကားတွေကြောင့်အယုရဲ့နှလုံးသားပေါ်မှာခါသီးခံပြန်စွာတေးရပါအမာယုတခုထင်ကျန်သွားခဲ့ရပါတယ်အဲ့ဒီအချိန်ကလေးကအိုက်ယိုဟာပြန်လေတဲ့ငှက်ကနားမသိမယ်ဆိုပြီးတော့နာကျင်တဲ့နှလုံးသားနဲ့အညိုကြီးစွာတိတ်မှတ်ထားလိုက်ပါတယ်။ဟောအခုတော့အတောင်ကျိုးတဲ့ငှက်ခါမှာနားခိုရပြီမဟုတ်လား။ အယုဆိုတာကဥတလုံးတကောင်ကျွတ်မိမရှိဖမရှိအထီးကျန်အကြီးတန်လူသားမိုးတလုံးမြေတလုံးလို့ဆိုရလောက်အောင်မညီမညာမျက်လုံးနှလုံးနဲ့တလုံးကိုမိုးဘုတ်ကိုမျောကြည့်နေတယ်လို့ကြံတလုံးကအဝီစည်းကိုမျက်စောင်းထိုးနေပါတယ်နှုတ်ခမ်းတစ်ခုကြားကခေါထွက်နေတဲ့သွားတွေကလည်းပေါက်ပြားလာပြားချက်နေပါတယ်တချောင်းနဲ့တချောင်းကမညီညာရတဲ့ကြားတဲ့ပြင်ချက်ဆွေးကိုခဏခဏခင်းထားသည်နဲ့ ထော်လော်ကန့်လန့်နှခမ်းထူထူကြမှာနေရာယူထားကြပြန်ပါတယ်။ပွာယောင်းကောက်ချိတ်နေတဲ့နှာခေါင်းမူကမြေဆေးတံရိုးကဆေးအိုးကိုထောင်ထားသည်နဲ့မျက်ချီအပြည့်နဲ့မျက်ပေါက်မင်းမင်းနှလုံးကတော့ဘွတ်ပုတ်အိုင်နှအိုင်နဲ့ခြိုက်ခွက်ဝင်ကအယောင်စင်းကင်းမဲ့လာပါတယ်။မမဲတဲတဲမျက်ခွက်ရှိမှာတလမတတာခြုံထွက်နေတဲ့မေးစေးခြုံမှာတော့ပောက်ချွန်းသွားလာရှစ်လက်မျိုးငေါထွက်နေပါတယ်။ အဲလိုအစင်းရှိကြတဲ့သူယုတ်လက္ခဏာအယုတ်ကိုနန်ခန့်ဝါဆက်စုပ်ဒီမှာအပြစ်မဆိုတာအယုတ်ဆိုတဲ့လူဝန္ဒသည်သူယုတ်စင်းငါဘောအာနာယကောင်းစီလိုလာလာမအလိုက်ကန်းစုံမသိလေပဲမှမီတဲ့ပန်းကုံမှာတုံးခုလိုလန့်ကျင်ပါပြီအဲယုတ်ချန်လောင်မွေးထားတဲ့ဝက်သိုးကြီးကိုလည်းကြည့်ပါအောင်အဲဒီဝက်သိုးကောင်ကြီးကိုအယုတ်ဟာအမဲလိုက်စင်ကရရှိလာခဲ့ခြင်းဖြစ်ပါတယ်ဆိုရလျင်တော့မိခင်တော်ဝက်မကြီးကိုအမဲလိုက်စင်အဲဒီတော်ဝက်မကြီးနဲ့တကွဲတပြားဖြစ်ပြီးမှရရှိလာခဲ့ခြင်းဖြစ်ပါတယ် ငယ်စဉ်ကတည်းကနွားနှုတ်တိုက်ပြီးတော့ပိုးမွေးသလိုမွေးလာခဲ့ခြင်းဖြစ်တာကြောင့်အဲယိုဟာဝက်ကလေးပေါ်မှာတာတက်မြတ်တန်ရုံးစဉ်တွေ့ခဲ့ရပါတယ်။ရှားပါလာတဲ့ဝက်ကပတ်ကြားမျိုးနဲ့တောဝက်ပင်ဖြစ်လင့်ကစားလူနဲ့အနေနီးတာကြောင့်အိမ်မွေးချံပေါက်ပေါ်မှာယင်ပါနေပါပဲ။ တခါတလေတော့လေတောစိတ်ဝင်ကချက်ခုံထွက်ပြီးတော့လှုံရှားသွားလာတတ်ပါတယ်သူတခင်အိုက်ယိုမှတပါတခြားလူစိမ့်တွေကိုတော့အကက်မခံပါဘူးအိုက်ယိုကမဲလုံးဆိုပြီးတော့အမြည်ပေးထားတဲ့တောဝက်ကလေးကအရွယ်ရောက်လာတော့ဝက်သူအငှားလိုက်ပြီးအိုက်ယိုကတာဝန်ပေးပါတော့တယ်လွိုင်းစီရွာတလေးရွာဝက်သူတခါအငှားလိုက်ပေးတယ်ငှားသူကမွေးလာတဲ့ဝက်မမသားတကောင်ကိုလိုက်ခါဖြစ်အပိုင်ပေးရပါတယ်အိုက်ယိုဟာမိုးခါတောင်ရဆိုင်နှွေးပြန်ရောက်တော့အမဲလိုက်နဲ့တဝန်းတခါကြောင်းနေရပါတယ်အရိညာကပြေဦးဖြစ်စင်မဟုတ်တဲ့အဖြစ်ပြက်တခုအမတ်မထင်ဖြစ်ပြက်ပြီး၃-၄ရက်လောက်ကြာမှာတော့အိုက်ယိုဟာပွဲရုံကိုပြောင်းမှုစေ စ်သွင်းနဲ့လမ်းလဲကြုံတာကြောင့်ဓာတ်ပုံကူးဆိုင်ဒီဇိုင်းကိုဝင်က၎င်းရိုက်ကူးထားတဲ့ပုံတွေကိုကူးခိုင်းလိုက်ပါတယ်။ကူးစေးပြီးတဲ့ဖလင်လေးနဲ့ပွားပုံတို့ကိုအိုက်ယိုဟာကိုနဲ့မကွာတင်းစီပြီးတော့ရီမန်းချက်ဖြစ်တဲ့အိုက်ကျော်နဲ့အီလာတို့အိမ်ကိုယင်ကော့ကအရောက်သွားပါတယ်။နိုင်ဘဲတစ်ချက်ရရှိထားပြီးဖြစ်တာကြောင့်အိုက်ယိုဟာနန်းခမ်းဝါရဲ့မိဘနှစ်ပါးကိုချင်းချောက်စကားဆိုလိုက်ပါတယ်။ထုံညာကဖြစ်ကြောင်းကုံစင်ကိုမိမိအဆဆုံးမြင်လဲရတဲ့အကြောင်းမတန်းနဲ့ဓာတ်ပုံလည်းတက်တဲ့အဖြစ်ရိုက်ကူးထားတဲ့အကြောင်းဓာတ်ပုံတစ်ထပ်ကြီးကိုလည်းပြကအကြက်ကင်ပါတယ်။ ဤရေးဟာအရှင်လက်လက်လူသက်မှုနဲ့သက်ဆိုင်တဲ့အရေးဖြစ်တာကြောင့်၎င်းတို့သမီးကိုမိမိနဲ့မပေးစားပါကဖော်ကောင်လုံးမယ်ဆိုပြီးတော့ချင်းချောက်လာပါတော့တယ်။အဲဒီလိုနဲ့ပဲရိုးသားပြီးတော့ကြောက်တတ်တဲ့အိုက်ကျော်တို့လင်မယားဟာအိုက်ယုတ်ကိုမလွန်ဆန်နိုင်ရှာပဲ တမီးဖြစ်သူကိုကြက်ကလေးငက်ကလေးပမာလူအကြီးတန်အိုက်ရွတ်လက်တွေကိုဝါကွက်အပ်လျက်ရပါတယ်။မွေးကင်းစားလူသွေးသားကိုစားမိတဲ့ညကစပြီးတော့တောဝက်မျိုးနဲ့ဝက်တောင်းကြီးဟာလူသားရဲ့ထူးခြားလာတဲ့အရသာပေါ်အာသာငငက်နဲ့တန်းတန်းဆွဲခဲ့ပါတယ်။အရင်းညကစပြုတ်ပြီးတော့မဲလုံးဟာအခွင့်သာတိုင်းလူသားစားဖို့အကွက်ကောင်းကိုချောင်းနေတတ်ပါတယ်။နာနာဘာဝမကောင်းဆိုးဝါးတွေကမဲလုံးကိုယ်ထဲမှာဝင်ရောက်ပူးကတ်နေတယ်လို့ပင်ထင်ရမလား။မဲလုံးဟာအပမိနေတဲ့ဝက်သစေလားခွန်အားပလာတွေရခင်ကတဲ့တိုးပွားလာကတခင်ဖြစ်သူကိုပင်ဂယုမဆိုင်တော့ပါဘူး။ညရောက်ပြီဆိုရင်တော့ခြံထဲကနေခုံထွက်ပြီးတော့ရွာရိုးကိုပေါ့ရှောက် ွားနေပါတယ်။ငကူကပဲစိတ်ရိုင်းဝင်ကတောစိတ်မွန်နေတဲ့မဲလုံးကမမဲမြင်တဲ့ဂမူးရှုရုံနဲ့လိုက်နေတတ်ပါတယ်။ညအတင်ချေချက်ချက်ချာချာလန်းတလားနေတတ်တဲ့မဲလုံးလူရိပ်မြင်လျင်အနက်ခံပြီးတော့ဝက်ကောင်းထုတ်လိုက်တတ်တဲ့မဲလုံးကြောင့်လွိုင်းစေတရွာလုံးဟာကြီးလန့်ဆာဆာဖြစ်ခဲ့ရပါတော့တယ်။မဲလုံးလိုက်ပြီးပြေးမလွတ်ပါကကြိုက်ဆွဲဖဲ့ယူစားတောက်ခံရ၍ကလေးတွေခွေးတွေနဲ့ပြေးမလွတ်ရှာတဲ့အဖိုးအိုအဖွားအိုတွေအများပြားပင်တည်ကြည်ပျက်စီးကြရရှာပါတယ်။အဲဒီလိုမျိုးအကြောင်းတရားတွေကြောင့်ပဲဝက်တောင်းကြီးမဲလုံးဆိုပြီးတော့လွိုင်းစေရွာမှာတော့ရာဇဝင်တွင်ဖုတ်ဝင်ဝက်ဆိုးအဖြစ်တွင်ကြန်ရစ်ခဲ့ပါတယ်။လူသားကူမှာဂရင်းတွေ့သွားတဲ့ မဲလုံးကလူသားမဆရတဲ့နေ့ဆိုရင်နေမသိထိုင်မသာကနာမငင်ဖြစ်နေတတ်ပါတယ်အရိဝတ်တို့ကြီးကတိန်ဝင်တိန်ထွက်နဲ့သူ့အိမ်သူ့ရလို့သဘောထားပြီးတော့လူနဲ့ခံရင်လည်းမောင်ယူဝိုးတော်ကမှရှောက်သွားနေတတ်ပါတယ်အီလွန်စီရွာကလည်းမောင်စားပြိုးရံနဲ့တင်းချိုင်းတစားပြင်ပေါ်မှာလူကြီးတိတ်နေပါတော့တယ်ရွာမှာရှိတဲ့မုတ်ဆိုးတွေကလည်းဒူးလေးလှန်တဲ့တူမီတနက်ကင်နဲ့ပြစ်တတ်တဲ့သူတွေကိုစူးစီးပြီးတော့အရိဝတ်တို့ကြီးကိုဖြိုခွင်းမှုအတွက်တားဆူးနေကြပါပြီမဲလုံးရဲ့ပိုင်ရှင်ဖြစ်သူအိုက်ယိုဟာယင်းနဲ့တတ်တမျှတန်ရုံးစင်တွင်နေတဲ့မဲလုံးတို့တရွာလုံးနဲ့တရောက်အတိုက်ခံလို့ရင်ကာစီကာစီနဲ့ရက်တီပေးနေပါတယ်အဲဒီအတွက်ကြောင့်မဲလုံးက ကိုအမဲချွေပစ်သက်လို့တဲ့မော်ဆိုးတို့ရဲ့အကြံအထမြောက်ခြင်းမရှိပဲပြက်ပြက်သွားရသည့်ကြီးပါပဲရွာမော်ဆိုးတို့ရဲ့ရန်ညွှန်းရန်စားကိုသိနေသည်လားမဲလုံးဟာနေကင်းချိန်များမှာတောကြီးမြက်မဲတဲ့ကိုပုံရှိုးွယ်ချိုးရှောင်းနေတတ်ပြီးတော့ညရောက်ပြီဆိုတာနဲ့တခင်ရှိရာကိုခိုးကြောင်ခိုးဝဲနဲ့ရောက်လာပါတော့တယ်အဲ့ဒီမှာတော့ညသက်ကောင်ရဲ့အချိန်နဲ့ရောက်ရောက်လာတတ်တဲ့မဲလုံးကိုတရေမွေးထားတဲ့သူလိုမျိုးစိတ်ရှိလက်ရှိနဲ့စောင့်ပြီးတော့အမဲသားအမဲယိုးတွေကိုခြာကျွေးနေတတ်ပါတယ်ရွာမှာမဲမပေါ်တဲ့နေ့ဆိုရင်တော့အဲ့ဒီဟာမပြုတ်သေးမပြုတ်တတ်တဲ့အလုပ်ကိုခိုးကြောင်ခိုးဝဲလုပ်ပါတော့တယ်အဲ့ဒီဟာသွေးစာနေတဲ့အဲ့ဒီအပမီဝက်တောင်းကြီးကိုတင်းကျန်းကုန်းက ကိုဝက်ဖော်ယူလာတဲ့လက်လက်ဆက်ဆက်လူသေးသားတွေကိုအပိုင်ပိုင်ခုတ်ထစ်ပြီးတော့ကျွေးပါတော့တယ်။အဲယုတ်တင်းကျန်ကုန်းကလူသေးလောင်းတွေကိုထမ်းချလာတဲ့ညနဲ့တရွာလုံးမှာရှိတဲ့ခွေးတွေဟာကပ်ဘေးဆိုင်တဲ့ညလိုမျိုးခြောက်ချားဝယ်အတီဦးနေကြပါတယ်။ငကူကလေးကမှသွေးပြက်ထိတ်လန့်နေရတဲ့တဲ့လွိုင်းစီရွာဟာထိုကဲ့သို့သောကြက်တွေဖီလာကင်းနေတဲ့ခွေးဦးတန်းတွေကြောင့်ပို့ပြီးတော့သွေးပြက်ခြောက်ချားနေကြပါတယ်။အဲယုတ်ဟာမဲလုံးပေါ်မှာတစ်ချိန်ကချစ်ခဲ့ရတဲ့တန်ရုံးစင်ဖြစ်ခဲ့ရသလောက်အခုတော့လေကိုမွေးတဲ့မြောက်ကိုပြန်ခြောက်ဆူသလိုဝတ္တရားတစ်ခုကြောင့်ကြောက်ကြောက်နဲ့ပဲလူသေးသားတွေကိုခြာကျွေးနေရပြီလား။ဖုံးဝင်နေတဲ့မဲလုံးဟာလူသေးသားမြောက် များကိုဖုတ်စည်းနေတဲ့အတွင်နဲ့တားရဲမင်းရဲ့ကြိုက်ဝါမျိုးစုရင်နဲ့ငကိုစိတ်ပြောင်းနေတဲ့မျက်ခွက်နဲ့အိုက်ရုပ်ကိုမျက်နှောက်နေကြီးနဲ့မော့ကြည့်နေတတ်ပါတယ်လူသားစားပြီးတဲ့အချိန်ကနေစပြီးတော့မဲလုံးဟာအပမိပြီးတော့စိတ်ကြမ်းကိုကြမ်းဖြစ်လာခဲ့ပါတယ်ယခုဆိုရင်တော့မဲလုံးဟာအသေးရရရှင်ရရဝရန်ထုတ်ခံထားရတဲ့လူသက်ဝက်ဆိုးကြီးစင်းဝင်သွားခဲ့ပါပြီအိုက်ရုပ်ရဲ့ဆက်ကွယ်မလွတ်ရလို့အသက်အရွယ်ထောက်ကအမိကိုကင်းလာကြပြီလို့မသိအိုက်ရုပ်ရောက်ခွန်မနှုတ်ဖြစ်တဲ့အိုက်ကျော်တို့လင်မယားဟာ ။သမီးကိုထိုးအပ်ပေးလိုက်ပြီးတဲ့နောက်မှာတော့အိုက်ယွတ်နဲ့တမိုးတောက်အောင်တဲ့ပဲအတူနေလိုက်ကြပါရယ်။အိုက်ယွတ်ရဲ့မတရားသိမ့်ပိုက်ခံနန်းခမ်းဝါမှာတော့အိုက်ယွတ်ပေါ်မှာမချစ်တော်လဲအောင်ကန်နဲ့မနစ်သက်တော်လဲပင့်သက်ရှူဘဝနဲ့မင်းနေရှိသေး၍စိတ်နဲ့ကိုမကက်ချေပဲအနှိမ့်ဆက်ခံဘဝနဲ့အကျဉ်ခံနေရရှာပါရယ်။နေရှိသေး၍တော့အိုက်ယွတ်ရဲ့ချင်းချောက်မှုနဲ့အတူအမိုးကတခုတည်းအောင်မှာမသေးထမင်းမသေးရင်ကိုစားနေရရှာတဲ့မိဘနှစ်ပါးအတွက်ယင်းနေ့မြတ်ကြိတ်ခံစားနေရပါရယ်။တစားတစားနဲ့နန်းခမ်းဝါလေးခင်ဗျာစိတ်ထောင်းကိုကြည်ဖြစ်ပြီးတော့ အဲ့ရတဲ့မှာဘုံဘုံလဲသွားခဲ့ပါတယ်အရိညာကအိုက်ယွတ်ဟာအမဲလိုက်ရာမှာပြန် အမဲလိုက်လို့ရလာတဲ့ဂျေသားအတွဲလိုက်တွေကိုချီပြီးတော့အင်ရှိကွပစ်မှာပဲမောမောနဲ့အိမ်မောကြသွားခဲ့ပါတယ်။ညကတစတစနတ်လာခဲ့ပါပြီ။ထိုညမှာတူတူကြကြတရွာလုံးမှရှိတဲ့ခွေးတွေကလည်းသူ့ထက်ငါအလူရဲ့တန်မြိုင်ဦးနေကြပါတယ်။အဲဒီအချိန်မှာပဲဆာလောင်မွတ်တိတ်နေတဲ့ဝက်ကဘတ်ကြာမဲလုံးကလူဂျေတိတ်တာနဲ့ရွာအတွင်းကိုတလန်းချင်းချီးနှင်းဝင်ရောက်လာခဲ့ပါတယ်။သူကစားနေကြကြောင်ဖားကြီးနဲ့အိုက်ယိုရဲ့တဲငယ်စီကိုလူရဲလူချင်းမမြင်တာနဲ့ရရဲ့တင်းတင်းချင်းကက်လာပါတော့တယ်။မောမောနဲ့ပြန်လာတဲ့အိုက်ယိုမှာတော့ဟောက်တန်တောင် ပေးလို့အိမ်မောကြနေခဲ့ပါတယ်။ အရိယချင်းရကိုရိစားမိနေတဲ့ယွာမှာရှိတဲ့မိုးဆိုးတွေကလည်းအယူရဲ့အိမ်ပပတ်လယ်မှာကင်မုံဝုဒ်တိဗမာတိတ်ဆိတ်နေရယူထားနေကြပါပြီ။မဲလုံးကအသားစိမ်းနဲ့ရတာနဲ့အယူရှိရာကွပစ်စီကိုသူ့ရဲ့ခါလျားရှိခန္ဓာအတ္တဘောကြီးကိုရိမ့်နှွက်ကအမီတယန်ရန်နဲ့ကူးလာခဲ့ပါတယ်။ပြီးတော့မှပဲအယူရဲ့ဘေးမှာဖယိုဖျဲချတာတဲ့ပလိုင်းတွေကခြေသားအတွဲတွေကိုဆွဲစားရန်အယူကိုဘော်ကို၄ပင်နဲ့၆ထောင်နဲ့ဖိထားလိုက်ပါတယ်။ အယူအားအချိန်90ကျော်စီတဲ့အဆိုပါဝက်တောင်းကြီးရဲ့အလေးချိန်ကြောင့်အင်္ဂနဲတစ်ချက်မြတ်သာအော်နိုင်ပြီးရှုကနဲထွက်သက်တစ်ခုမြတ်သာမုတ်ထုတ်နိုင်မှာတော့တယ်။အယူတရားဝက်တောင်းကြီးရဲ့နင်းချေထားမှုကြောင့်လူးလွန်ပြီးတော့ပဲမလှရှားနိုင်တော့ပါဘူး။လောကကြီးနဲ့ဂွင်းဆက်ပြက်ကငြိမ်သက်သွားရရှာပါတယ်။ဖုံးဝင်နေတဲ့ဝက်တောင်းကြီးကအယူရဲ့ဘေးမှာရှိတဲ့ခြေသားတွဲတွေအလုံးကိုစိတ်မြင့်နှပြေတစ်ဖြက်ဖြက်နဲ့ဆွဲယူစားသုံးလိုက်ပါတယ်။အပမီပြီးတော့ဖုံးဝင်နေတဲ့မဲလုံးကိုခြေသားလောက်နဲ့မတင်းနိုင်နိုင်တော့ပါဘူး။နူးညံ့ပြော့ပြောင်းပြီးတော့ဘယ်သားနဲ့မှအစားမထိုးနိုင်အောင်လူအသွေးသားပေါ်မှာဂရင်းတွေ့နေတဲ့မဲလုံးဟာမိမိခြေရောက်အောင်မှအသက်ပြောင်းနေတဲ့အယူ yo back ule la ဝတ်တောင်းကြီးဟာအသက်မဲ့နေတဲ့အယူရဲ့ခန္ဓာကြီးကိုသူ့ရဲ့ကြီးမားချွန်ထက်လာတဲ့မန်ဆွယ်တွေနဲ့ထုတ်ကလော်လိုက်ပြီးတော့ဒဇစီဆွဲဖက်ဝါမြူလိုက်ပါတယ်။အဲ့ဒီအချင်းရတွေပေါ်မှာဒရင်ကဟန်မြင့်တက်မိနေတဲ့မုတ်ဆိုးတို့ဟာတခဏချင်းမှာပဲအသည့်ဝင်လာကပြစ်ဆိုပြီးတော့တံမြန်ဟစ်ကျွေးကြပြီးလင်တော့အဆိုပါဝတ်တောင်းကြီးကိုတူမီတနက်ဒူးလေးများဓာလန်နေတဲ့ဒရဇက်ပြစ်ခတ်ကြပါတော့တယ်။တနက်တန်ကြကြချင်းတဲအတွင်းဝဲအိမ်မောကျနေတဲ့အိုက်ကျော်တို့လင်များဟာလည်းမစင်မချင်းပြစ်ကွင်းရှိကိုအိမ်မုံစုံမွားနဲ့ပြေးထွက်လာကြပါတယ်။တူမီတနက်ကင်နာတဲ့မုတ်ဆိုးသုံးယောက်တို့ရဲ့ရန်နောက်ကြည်စံတို့ဟာဖုတ်ဝင်နေတဲ့ ဲလုံးကို၎င်းအိုက်ကျော်တို့လင်မယားကို၎င်းအတီးတီထိမှန်သွားပါတယ်အဲဒီလောက်ပင်မကသေးပါဘူးမမောင်ဆက်ဆက်နဲ့မှရန်တမ်းပြီးပြစ်နေတဲ့ဒူးလေးသမားတို့ရဲ့မြားချက်တွေကလည်းဖုတ်ကောင်နဲ့လူသားနှုတ်ထံကိုကန်ခေစွာနဲ့စိုက်ဝင်နေကြပါတယ် ဝတောင်းကြီးရဲ့တကြီးကြီးနဲ့တေမင်းငင်တန်လူသားနှုတ်ဦးတို့ရဲ့စူးစူးဝဝအော်တန်တွေကတကောင်ရံမှာ၆ချားပွဲဖြစ်လွိုင်းစီရွာတစ်ခုလုံးကိုဟိန်းထနေပါတော့တယ်။တနတ်တန်နဲ့အတူရန်ကုန်ရန်ွေတို့ရဲ့မိโกတန်တစ်ချောင်းဒံရရဝက်ကောင်ကြီးကတင်ငယ်စောနဲ့ထိုရန်ွေတို့လာရဘက်ကိုအလင်းမြန်ဥလဲလာပြီးတော့နီးရမိုးဆိုးတူကိုထိုးပတ်လိုက်ပါတယ်။ငကူကလေးကအပမိနေတဲ့ဝတောင်းကြီးကအခုချိန်မှာတော့နှစ်ခါပြန်အပမိသွားခဲ့ပါပြီ။ဝက်ပတ်ခံလေရတဲ့တူမီကင်မိုးဆိုးခင်များရှောင်းတဲ့ညင်မင်မရလိုက်ပဲနီးရမှာပဲဥအထွေးလိုက်ပွလိရနဲ့တေပွဲဝင်ရရှာပါတယ်။နောက်ဆုံးမှာတော့ဖုတ်ဝင်နေတဲ့ဝက်ကပ တ်ကြိုင်မဲလုံးဟာတနက်တန်းများတန်းကြောင့်မန်ဆွယ်ကျိုးကမြေကိုဝှက်ရှိုရင်ဟီကနဲနာမောရင်လည်းဇီဝင်ချုပ်လိုက်ပါတယ် ဆူညာဆူညာတနတ်တန်နေချုပ်ငင်းပြီးမှာတော့နန်းခမ်းဝါနာတာရှိအိတ်ရတဲ့လဲနေရကနေအာယူပြီးတော့ထလိုက်ပါတယ်ပြီးရင်တော့အတန်ကြာရတဲပြင်ဘက်ကိုတုံနေနေတဲ့ခြေလန်းနေနဲ့တလန်းချင်းထွက်လာလိုက်ပါတယ်သူမဟာတရွေ6တို့နဲ့ရှုပ်ပွားနေတဲ့အိမ်ရှိမြေပြင်မှာပိုးစုပက်ဆက်မောက်လျက်တမျိုးပက်လက်တပုံအသက်မဲနေပြီဖြစ်တဲ့မိို့ဖောက်တို့ရဲ့အဖြစ်ဆိုးကိုမထေမရှားလမ်းရောင်အောက်မှာမြင်လဲရပါတယ်နန်းခမ်းဝါမိမိရှိမောက်မှာတေဝဲဝင်နေရှာတဲ့မိဘနှစ်ပါးကိုဖက်ငိုရင်းနဲ့သတိလစ်သွားရှာပါတယ်အဲဒီတော့မှပဲမုတ်ဆိုးတွေကလည်းဘာလို့လို့ဘာကံမှမသိတော့ပဲနဲ့ရောင်နန်းနန်းနဲ့ပဲနန်းခမ်းဝါကိုပွေထားလိုက်ကြပါ ါတယ်။အဲလိုမျိုးပြစ်ကြခတ်ကြအခင်းဖြစ်ပေါ်ပြီးမကြခင်မှာပဲတုံးသောမိမတို့ဟာနက္ခမဝါတို့တဲရှိရာကိုမြက်ကလူးဆံပြားနဲ့ရောက်လာကြပါတယ်။သူတို့တွေကမိမိတို့ရဲ့ရှေ့မှောက်မှာမြက်ဝါထင်ထင်မြင်လဲရတဲ့အဖြစ်ဆိုကြောင်းဗဇက်အဟောင်းသားဖြစ်သွားကြပါတယ်။ဗမာဇပွဲတွေကပြောသလိုမျိုးပါတယ်။အသွားစေခိုင်းသူမင်းကြီးကလေးပြစ်သူကျွန်တော်မျိုးဆိုသူလိုဖြစ်နေပါဘကောလား။မဲမယာစေခိုင်းခံရလို့လှုပ်ပေးလိုက်ရတဲ့ဒိုဝမ်းဆွဲလက်တဲ့၃ယောက်လဲဘူးမတိဘာမတိနဲ့ဒီဇက်ရုပ်ထဲကိုပါလဲရပြီပြုသူအစ်ဖြစ်သူအဟောင်းနဲ့ နင်တို့ဒီဘွားမှာပဲအရှင်လက်လက်ဝစ်လေရပြီလားဒီဝွေကျွေးတန်နေဟာဒီဘွားဒီမြနဲ့ပဲအဆုံးသတ်လိုက်ပါတော့ကွယ်အဲ့ဒီသုံးဦးတည်းကပထမမိမကနောင်နာတရားတွေနဲ့စွန့်နှင့်ကြေကွဲစွာဆိုးလိုက်ပါတယ် ကြံမိမနှစ်ဦးကတော့စကားပဲမဆိုနိုင်မနဲ့မျက်ရည်တွေတွေ့တွေ့စည်းကြရင်ငုတ်တုတ်မိနေကြပါတယ်။နိပရိစေတာများစွာကြာမြင့်ခဲ့ပါပြီ။လာစုပ်ပခဲလာမညာရောက်လေတိုင်းဖုံးဝင်နေတဲ့ဝက်တောင်းကြီးကိုစီးလာတဲ့မွေးကင်းစားကလေးတရက်တူကိုတုံလုံး၆၆ဘွေမြင်နေရတာကြောင့်ဒန္နာဤတပုတ်ပေါ်မှာဒီတောင်ကြီးရွာကလေးမှာယနေ့ထက်တိုင်ပြောစမှတ်ပြုနေကြပါတယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစုံနဲ့တိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မွေးရင်ရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။